ားလုံးပဲမင်္ဂလာမြတ် ABD channel ကနေပြန်လည်ပြောကြိုလိုက်ပါတယ်ကျွန်တော်တို့ဒါအခု live ပေါ်မှာတွေ့နေရတာပေါ့နော် TikTok မှာဆိုလို့ရှိရင်ကျွန်တော်တို့အဖြူတွေတိုးဖို့ကိုညာလေးသနှိပ်လိုက်ပါဒီညာလေးသနှိပ်လိုက်ပါဟိုအပေါင်းလေးခိုင်နှိပ်ဖို့တက်လေးကိုခံပြီးတော့နှိပ်ဒီလိုမျိုးတွေကျွန်တော်တို့တွေ့နေရတာအများကြီးပဲရှိပါတယ်ခဲတော့ကျွန်တော်လည်းသူတို့လို့သူတို့ပြောတဲ့အတိုင်းပေါ့နော်သူတို့လို့တဲ့အတိုင်းကျွန်တော်လုပ်ကြည့်တယ်စုံလန်းကြည့်စုံလန်းပြီးတော့ကျွန်တော်လုပ်ကြည့်တယ်ဒါပေမဲ့ဘာမှမထူးဘူးပေါ့နော်ဒီတိုင်းကဒီတိုင်းပဲအဲ့တော့ကျွန်တော် ဒါရှေ့မှာကျွန်တော် TikTok ဆော့တာဆိုလို့ရှိရင်ကျွန်တော်တစ်နှစ်လောက်ထိကျွန်တော် TikTok မှာကျွန်တော်ဝါနာပါတဲ့အကြောင်းအရာလေးတွေကျွန်တော်ပြောပြီးတော့တင်နေပေါ့နော်ကျွန်တော်ဒါဘာဖြစ်လို့ငါ့ video တွေက view မတက်တာလဲတော့ငါငါဘာတွေလိုအပ်လဲဆိုပြီးတော့ကျွန်တော်ကိုကိုကိုပြန်ပြီးတော့တုံးတက်ခဲ့ပြီပါလေကျွန်တော်သူများ reaction လို့ကျွန်တော်လည်း like လုပ်တယ်သူများက reaction လို့ view တွေအများကြီးတက်ကျွန်တော်ဘာလို့မတက်လဲသူများကဟိုကလို့ကျွန်တော် like လုပ်တယ်ပေါ့နော်ကျွန်တော်တစ်နှစ်လောက်ကြောင်ပြောက်ခဲ့ပြီပါလေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုး ကြာလာတဲ့ခါမှာဒါတချို့ဒါကျောင်း view တင်တာလိုက်ကြည့်တော့เนาะဒါ view များများရအောင်ဘယ်လိုကြီးလောက်ရမလဲဆိုပြီးတော့ TikTok မှာ view များကျင်နေတဲ့အတွက်ဒါကိုယ့်ရဲ့ view တွေပေါက်စေကျင်နေတော့ပေါ့เนาะကျွန်တော်လိုက်ကြည့်တယ်ဘာမှလုံးလုံးလို့မရဘူးသူတို့ပြောတဲ့အတိုင်းကျွန်တော်ရှောင်းနေတယ်ဘာမှ view မတက်ဘူးတကယ်တော့သူတို့ရဲ့ဒါသူတို့ရဲ့ video ကို view ဟာတိုးအောင်ဆိုပြီးတော့ဒီလိုပဲကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့ဒါ သူများကတွေပြောတာဒီအဲ့လိုမျိုးတွေဟိုဟာလို့ဒီလိုရှောင်းမလို့ခင်လေအခုမှကျွန်တော်တို့ TikTok စဆော့တာဒါမှမဟုတ်လို့ရှင်ကျွန်တော် TikTok မှာ follower တွေ view တွေများများရခြင်းလို့ဆိုလို့ရှင်ကျွန်တော်ပြောတဲ့ဟာကိုပုံမှန်လေးလုပ်ကြည့်ပါခင်ဗျားတို့ယူမတက်လာလို့ဆိုလို့ရှင်ကျွန်တော်ကိုကြိုက်လို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့အတန်နဲ့ပေါ့နော်ကိုယ့်ရဲ့အတန်နဲ့ကိုယ့်ရဲ့ဗီဒီယိုနဲ့ကိုထမင်းစားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါတခြားဘာပဲလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်တခြားလမ်းသွားတာပဲဖြစ်ထမင်းစားတာပဲဖြစ်တချို့ကို ဟိုဘလော့ရိုက်တာလည်းဖြစ်ပေါ့နော်ကိုယ်အတန်လေးနဲ့ကိုယ်အကြောင်းအရာတစ်ခုပြောတာလည်းဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့လူစိတ်ဝင်စားရတစ်ခုခုပေါ့တကယ်လို့ကျွန်တော်အဲ့လိုမျိုးပြောခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဗီဒီယိုတမိနစ်ကြကြော်လောက်ပေါ့နော်ဗီဒီယိုအရှိန်ကြီးလက်တင်ရမှာလို့တမိနစ်ကြကြော်လောက်ကိုယ်အကြောင်းအရာတစ်ခုခုပြောပေါ့နော်လူစိတ်ဝင်စားနိုင်တဲ့အကြောင်းအရာတစ်ခုခုပြောအဲ့လိုမျိုးပြောပြီးွားရင်ကျွန်တော်တို့တမိနစ်ကြကြော်လောက်ဗီဒီယိုတစ်နေ့ကိုကျွန်တော်တို့နှစ်ပုတ်တင်လို့ရတယ်နှစ်ပုတ်တင်လို့ရတယ်တစ်ပုတ်တည်းပုံမှန်တင်လို့ရတယ်သုံးပုတ်ထိတင်လို့ရတယ် ကျွန်တော်တနေ့ကိုအထက်ညာပြီးတော့မတင်နဲ့ကျွန်တော်တို့ဒါဘဲချင်းနေတင်လို့ပုံပြော့အဆင်ပြေလဲဆိုတော့ကျွန်တော်တို့ဒါလူတွေနားတဲ့ချိန်ပေါ့နော်ဒီညာကင်း7နိုင်9နိုင်လောက်အဲ့ချိန်လူသုံးများတယ်ပြီးရင်နေကင်း12နိုင်ပြီးရင်မနက်ကင်း9နိုင်ခွဲဒီ9နိုင်9နိုင်ခွဲလောက်ဆိုလို့ရှိရင်လည်းအလုံးမသွားသေးခင်လူတွေသုံးများတယ်ပေါ့နော်ကျွန်တော်တို့ဒါပုံပြော့ကောင်းတာကတော့ကျွန်တော်ညာကင်းချိန်ပေါ့နော်ညာကင်းချိန် 6နိုင်ကြီး9နိုင်ကြီးလောက်ပေါ့ဒီလိုအချိန်ဆိုလို့ရှိရင်ဒါအလုပ်တွေပြီးတဲ့အချိန်မှာလူတွေကဒါအတုံးများတယ်အဲ့တော့ကိုယ့်ရဲ့အတန်နဲ့ကိုယ့်ရဲ့ဗီဒီယိုကိုကျွန်တော်တို့ပုံမှန်လေးပေါ့နော်တင်သွားကြည့်ပါခုနှစ်ရက်တစ်ပတ်လောက်ကြာရင်ကိုယ့်ရဲ့အဲ့ဒီဗီဒီယိုတွေထဲကနေပြီးတပုတ်သုံးပုံနှစ်ပုတ်ကထပြီးတော့ပေါက်သွားလိမ့်မယ်အဲ့လိုပေါက်ပြီဆိုလို့ရှိရင်ဒီဗီဒီယိုတပုတ်ပေါက်ပြီဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုတွေကလည်းသူ့ဟာသူလိုက်ပြီးတော့အော်တိုပေါက်သွားတာဖြစ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော် TikTok ကိုပထမကျွန်တော်တစ်နှစ်လောက်ထိ ကျွန်တော်တိတော့တုံးတာမကြသေးဘူးเนาะပထမတစ်နှစ်ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်တစ်နှစ်ကြောက်လောက်ပဲရှိပါသေးတယ်ပထမတစ်နှစ်လောက်ကျွန်တော်စပြီးတော့တုံးယူခဲ့တယ်ဒါပေမဲ့ကျွန်တော်ရှိမှဆိုလို့ရှိရင် follower ဆိုလို့ရှိရင်ကျွန်တော်1000လောက်ပဲရှိရပါတော့เนาะ view ကလည်းဘာမှမရဘူးဒီတစ်ပုတ်မှကျွန်တော်တို့100 200 300အသေးဆိုလို့ရှိရင်လည်း like ပေးတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာမှမရှိဘူးပေါ့เนาะကျွန်တော်စိတ်စိတ်ပြက်ပြီးတော့ကျွန်တော် live ပြောတယ်လေးလာခဲ့ကျွန်တော်အမှား TikTok ကိုမတုံးမနဲ့3လောက်ကျွန်တော်ကြာသွားသေးအဲ့ဒီမှာကျွန်တော်အကူတယောက်ပြောတာလေးကျွန်တော် တွေ့ခဲ့တာပေါ့နော်ဒါကျွန်တော်အခုလက်ပြောပြတာတည်းကသူပြောတာတွေကျွန်တော်ပြန်ပြီးတော့ပြောပြရမယ်ဖြစ်ပါတယ်သူပြောတာသူလည်းဒီ TikTok လောကမှာဒီလိုမျိုးပဲသူစားခဲ့တာပေါ့နော်သူများကြီးလိုဘာမှခံရလို့ဒီရိုးရိုးအပေါင်းလေးတွေလည်းနှိပ်ပြီးတော့အဲ့ဒီအပေါင်းလေးမှာကျွန်တော်တို့ဒီတက်လေးတွေတော့ခံပြီးရတယ်ပေါ့နော်ဒါရိုးရိုးရှင်းပါပဲအခုကိုယ့်ရဲ့ channel ရသဘောတစ်ခုပေါ့နော်ဘာဘာဆိုလို့ရှိရင်ကိုယ့်ရဲ့ channel လေးနဲ့တက်လေးနဲ့ပြီးရင်ကိုပြောချင်တဲ့အကြောင်းအရာတွေတစ်ခုနှစ်ခုတော့တော်ပြီးတော့ဘာမှအန္တရာယ်ခံရမလို့ TikTok ကအရေးကြီးတာ TikTok တို့ဖြစ်ဖို့တို့ဒီ တခြား social media တော်တော်များများမှာကိုယ့်ရဲ့အတန်ကိုယ့်ရဲ့တံပေါ့နော်ဒါကိုယ့်ရဲ့ဟာနဲ့ဆိုပို့ပြီးတော့အပေါက်မြင်ပါတယ်ကျွန်တော်ဗီဒီယိုလေးပုံမှန်တင်ကြည့်လိုက်6ရက်9ရက်လောက်ဆိုရင်ဗီဒီယိုကဥပမာ automatic ပေါက်သွားကျွန်တော်ဆိုလို့ရှိရင်အဲ့လိုနဲ့ပဲစခဲ့ပြီးတော့အခုဆိုရင်ကျွန်တော်ရဲ့ TikTok อ่ะဆိုလို့ရှိရင်ပတ်စံတော့မှာရနေပါပြီကျွန်တော်ရှေ့ကျွန်တော်ပတ်စံရတာ1လရှိပါတယ်ပေါ့နော်ရှေ့တလကျွန်တော်ပတ်စံဘလောက်ဝင်လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ကတော့ဂျပန်ဂျပန် language ပေါ့နော်ကျွန်တော်ဒီ အမားတယောက်ကလုတ်ပြထားတာပေါ့နော်ကျွန်တော်ရဲ့ဒီနေရာနေရာမှာကျွန်တော်တို့ဒီကျွန်တော်လက်ရှိနေတာတော့ထိုင်းမှာနေတယ်ဒါပေမဲ့ထိုင်းကသူတို့ modernization မပြီးတဲ့အတွက်ကျွန်တော်တို့ဒါဂျပန်နဲ့ကျွန်တော်ထည့်လိုက်တယ်ပေါ့နော်အမားတယောက်ကိုကျွန်တော်ထည့်ခိုင်းထည့်ခိုင်းပြီးတော့အမားတယောက်ကကျွန်တော်တို့ဒီဂျပန်မှာနေတဲ့အမားတယောက်ကျွန်တော်ကူညီတောင်းပြီးတော့လမ်းပြီးတော့ကျွန်တော်တက်တော့အဟောင်းမယ်ကျွန်တော်တုံးခိုင်းလိုက်တယ်ဒါပေမဲ့ပထမတော့မရဘူးနောက်ပိုင်းတော့သူဘယ်လိုလုပ်လိုက်တာလဲမသိရရရသွားတော့ကျွန်တော်အဲ့ဒီတက်တော့ပဲကျွန်တော် ဗီဒီယိုလေးတွေကိုအတန်နဲ့ကိုပြောခြင်းနဲ့ဟာလေးတွေပေါ့နော်ပုံမှန်ကျွန်တော်ဟာတာဆိုလေဟာတာပေါ့ဟာတာအတူလေးနဲ့ကိုအခုစကားပြောလိုက်ပြောပြီးတော့ဟာတာတူလေးအတန်မပါဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အတန်နဲ့ပဲပြီးရင်ရည်တဲ့တန်လေးဗာလေးညာလေးပေါ့နော်အဲ့လိုမျိုးထည့်ပြီးတော့ဘာလို့ပဲဖြစ်ပေါ့ရေးကြည့်တာလူစိတ်ဝင်စားအောင်လို့ကိုယ့်ရဲ့အတန်တော့90ရာခိုင်နှုန်းတော့ပါနေခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်လှုပ်ပြီးတော့ဗီဒီယိုလေးတင်လိုက်9ရက်မြောက်တဲ့နေ့မှာကျွန်တော်ဗီဒီယိုပေါက်ပြီးတော့အဲ့ဒီအနေကြောင့်9လလောက်ပဲရှိရဲကျွန်တော်တို့ဒါအဲ့ဒီ ဘာလားလောက်အတွင်းမှာပေါ့နော်ကျွန်တော်ပထမမသိကျွန်တော်ခဏလေးနှစ်လားတစ်လားနှစ်လားလောက်အတွင်းမှာကျွန်တော် view တွေအများကြီးရတယ်ပြီးတော့ဒီ follower ဆိုလဲတထောင်ကျော်အခုဆိုရင်ကျွန်တော်ဒီမှာတထောင်နဲ့အဲလေးလားလောက်ရှိလေးလားဘာလားဒီထဲမှာဆို၅လားထဲနှစ်ရက်သုံးရက်လောက်ဝင်ပြီအဲ့ဒီတွင်မှာဆိုရင်ကျွန်တော်အခုဆိုရင် view ဆိုလို့ရှိရင်ဘယ်လောက်ထိရပါလဲဆိုလို့ရှိရင်ကျွန်တော် view ၄သိန်းကျော်ပါတယ် view ၄သိန်းကျော်နဲ့ကျွန်တော်တို့ follower ဆိုရင်ကျွန်တော်တထောင်နဲ့တထောင်ပြည့်တော့မှာတထောင်နဲ့၈၀၀ကျော်လောက်ရှိတယ် အဲ့တော့ကျွန်တော်ရပါပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပတ်စံလေးကျွန်တော်ရပါပြီထိုင်းဘတ်နဲ့ကျွန်တော်ရှီလာဆိုလို့ရှိရင်ကျွန်တော်9ရက်ပေါ့နော်9ရက်စဆိုလို့ရှိရင်ကျွန်တော်900လောက်ရပါတယ်သူဒါဒေါ်လာကိုကျွန်တော်ကဒီအဲ့ဒီအမောက်ပဲကျွန်တော်ကမော်ဒန်ဒေးရှင်းရှောက်ခိုင်းတယ်ရှောက်ပြီးတော့ကျွန်တော်ကိုဒီထိုင်းထိုင်းမှာကျွန်တော်နေရတဲ့အတွက်ဒီကျွန်တော်ရဲ့ဘဏ်ကနေပေါ့နော်ချိတ်ပြီးပါဆိုသူချိတ်ပြီးအဲ့သူမှသူအော်တိုဝင်လာတာပေါ့နော်အဲ့တော့ဒီကိုတို့ဟို ကျောင်းကြီးကိုမောင်မလေးကျွန်တော်ပြောချင်တာသူများဟိုကလောကကြီးကလောကကြီးရှောင်းမလို့ပဲနဲ့ကိုမောင်ကိုကိုကရတာပဲပြီးပါလို့ပြီးကျွန်တော်တို့ကိုကိုလောက်တက်တာပေါ့နော်ကိုရဲ့အတန်တော့ပါပါပါစီပေါ့နော်ကိုရဲ့အတန်ကိုရဲ့ကိုပြောချင်တာလေးပြောပြီးတော့တက်တော့မှတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနှစ်ရက်တစ်ပတ်လောက်ဆိုလို့ရင်ကျွန်တော်တို့တင်တဲ့ဘီဒီယိုတွေကပေါက်ပြီးတော့သူမှသူဂျူးတွေကနောက်ကနေလိုက်လာပါလိမ့်မယ်လို့ကျွန်တော်ပြောနေတယ်ပဲကျွန်တော်ခွင့်ပြုပါဦးခင်ဗျကျွန်တော်တော့ ABD channel ပါ ကဲ channel လေးမှာဒီလိုထူးဆန်းတဲ့အကြောင်းအရာလေးမြန်တင်ဆက်ပြီးမှဒီလို like subscribe နှိပ်ပါပြီးလို့လည်းမြစ်တာရက်ခံပါတယ်။အများအားလုံးပဲကျေးဇူးတင်ပါတယ်။